ပြူဇနီးတဲ့ဖြစ်သူကို ကြည့်ပြီးသူအံ့ဩနေမိသည်ခလေးတယောက်အမေဖြစ်ပြီးနောက်သူမတော်တော်ပြောင်းလဲသွားသည်ခလေးဝေယဝေစာကိစ္စကတိလာသည့်ကြားကပဲအချိန်လူကကွန်ပျူတာရှေ့ပြေးထိုင်နေသည့်သူမကိုသူအံ့ဩမိသည်မှာလဲပြစ်တော်မဆိုသာယခင်ကဆိုအိမ်ကိုလှုပ်ပါမလားယင်ကွန်ပျူတာကိုရောင်းလို့ပင်မဖွင့်တဲ့သူကအခုလိုကွန်ပျူတာရှေ့ရောက်ရောက်သွားတာတမျိုးပဲဟုထင်မိသည်တနေ့တော့မနေနိုင်သဖြင့်ဖွင့်မရတော့သည် အဖေကြတော့ပူထောင်အောင်အောမိပြန်သည်အွန်လိုင်းကနေ parenting သင်တန်းတစ်ခုတက်နေတာတည်းလေး engineer ကျောင်းဆင်းဇနီးတဲ့သင်တန်းတက်သည်ဆိုရင် revit autocad sketchup စတဲ့ engineer တူသုံးနည်းတွေပဲတက်မယ်လို့ထင်ခဲ့တာဘာလဲ parenting ဒီလိုလေးကိုရဲ့ parenting ဆိုတာအလွယ်ပြောရရင်သာသမီပြုစုပြုထောင်နည်းပါပဲသာသမီတွေကိုနီးမှန်လက်မှန်နဲ့လူတစ်လုံးသူတစ်လုံးဖြစ်အောင် သဘောထားမှန်မှန်နဲ့ဘဝပြဿနာတွေဖြေရှင်းနိုင်အောင်ကလေးကလေးကသူနဲ့လမ်းပြတဲ့ဤပညာရဲ့မျိုးပေါ့ parenting ကောင်းကောင်းရထားတဲ့ကလေးဟာသူပြသူကြီးပြင်းလာတဲ့ဘဝတစ်လျှောက်ကြုံလာမဲ့အခက်ခဲတွေထိထိရောက်ရောက်ဤမှန်လမ်းမှန်ဖြေရှင်းတတ်လာမယ်အမိခိုကင်းကင်းနဲ့သူခြေထောက်ပေါ်ရပ်တည်လာမယ်လူမှုဆက်ဆံရေးဆန်းရည်မြတ်မားပြီးကိုယ့်ကိုယ်ကိုယုံကြည်စိတ်ရှိလာမယ်သူ့ကိုယ်သူကာကွယ်ဆောက်ရှောက်တတ်လာမယ်လူပတ်ဝန်းကျင်အတွက်နိုင်ငံအတွက်အဖို့တန်အရင်းမြစ်တစ်ခုဖြစ်လာမယ် ဒီလိုဖြစ်လာဖို့မိဘတွေကသားသမီးပြောင်းလဲလာတဲ့အရွယ်လိုက်ခေတ်အလိုက်မှန်မှန်ကန်ကန်စောက်ရှောက်ထိန်းကြောင်းထားရတယ်။ဒါ parenting ပေါ်ဇနီးတဲ့ပြောမှသာသူဒီ parenting ဆိုသည်လူမှုသိပ္ပံပညာရဲ့အကြောင်းသိလိုက်ရခြင်းဖြစ်သည်။ဇနီးတဲ့ဒီ parenting ဘာသာရဲ့အကြောင်းဖြစ်ရက်တွေကိုဥပမာနဲ့ချိန်ထိုးပြနေ။ parenting တလဲနဲ့ကြီးပြင်းလာခဲ့ရသည့်ကလေးများဘဝတွင်ကြုံနိုင်သည့်စိတ်ပိုင်းဆိုင်ရာပြဿနာတွေအကြောင်းရှင်းပြသည်။ ိုကောင်းရခြင်းနာနာရရတယ်ဆိုတဲ့အယူဆအမှားတွေနဲ့ရိုင်းနှံဆုံးမတတ်သည့်မိဘတွေကြောင့်စိတ်ဒဏ်ရာရခဲ့သည့်ကလေးတွေအကြောင်းသားသမီးကိုချိန်မွေးမိမလောင်လက်မွေးမိမလောင်ထားသည်ဟုဆိုကတလဲစပင်ကအမြောက်ကြီးမြောက်ခဲ့တဲ့အတွက်တသက်လုံးလူလောကနဲ့အမကြတဲ့လူကြီးကလေးများအကြောင်းဇနီးတဲ့ပြောပြသမျှကိုစိတ်ဝင်စားနားထောင်နေရင်သူ့ငယ်ဘဝအကြောင်းစိတ်ရောက်သွားမိသည် သူငယ်ငယ်ကအမေနဲ့အဖေထက်အတော်လေးနေသာအနေများခဲ့သည် ိသားစုများသည့်သူတို့အိမ်သည်တောင်သူရလောအလုံးနဲ့ဆဲဆက်တလို့အလုံးရှုံနေခဲ့သည်ဖြစ်ရာသူတို့တွေကိုတေချာမဆောင်ရှောက်နိုင်။ဒါကြောင့်ဒေါ်အပြူကြီးတွေလက်ပေါ်မှာသာကြီးပြင်းခဲ့သည်ဟုဆိုရမယ်။သူငယ်ငယ်ကအပေါင်းအသင်းမင်းနဲ့ဘောလုံးကန်ဘောလီဘောပုတ်ဝါသနာကြီးရဲ့ထိုနှစ်ချက်လုံးအတော်ရီကမကြိုက်။ဘောလုံးကန်ရင်ကျိုးပဲ့မယ်။အပေါင်းအသင်းများရင်မျက်စိမယ်ဟုဆိုတယ်။သူဘောလုံးကန်ရနောက်လဲအတော်တယောက်ကဒုတိယချောင်းနဲ့ရောက်လာပြီး ကွင်းထဲထိနာနာနဲ့ဆဲဆိုရင်အိမ်ပြန်မောင်းထုတ်တတ်တယ်။သူ့တငယ်ချင်းတွေမှာအတော့အာစားရှာစားကိုလန့်လာသည်ဖြစ်၍သူ့နဲ့အတူမကစားကျင်တော့သူ့ကိုပွဲထဲမပါဘူးပေါ်ပေါ်တင်တင်ညင်းလာကြတယ်။ကြာတော့သူရှက်တက်လာတယ်။ဒါကြောင့်ဘောလုံးမကန်ပြတော့ဘောလုံးမှမဟုတ်ဗောလီဘောလည်းမပုတ်ပြတော့အိမ်မှာနေရင်လဲဘဲကောင်လေးနဲ့မပေါင်းနဲ့အိုက်ကလေးတွေမျိုးကတစ်ခုမျိုးမျက်စီကပတ်စံနေခိုးသွားမယ်ကြက်ကြက်တရီထား ဘဲကောင်လေးကတော့လူလဲတက်သမားသူနဲ့မြတော့မပတ်သက်နဲ့နှင်းရောင်းစားသွားမယ်စသည်စသည်သူပေါင်းသမျှတငယ်ချင်းတိုင်းဟုတ်တော့မဟုတ်တော့ထိုးဆက်ပေါင်းစုံနဲ့သူ့ကိုနေ့စဉ်ဆုံးမတယ်ចောင်းစာမွေးရဲ့များတွင်စုမရသည့်အခါ၌လဲသူ့ကိုပထမဆုံးရတဲ့တငယ်ချင်းချီးစားဖို့ဆိုကပို့ဆိုပတ်ဆက်ညူစုချိန်ပေါင်းပါတယ်တငယ်ချင်းအောင်မြင်မှုအပေါ်မူရီတာဝန်ပျော်ရွှင်နေသည့်သူပါစိတ်ကောင်းမဝင်နိုင်တော့ပါထိုတငယ်ချင်းတွေနဲ့လဲဘရောမအရင်လိုမနှွေးသေး မရင်းနှီးတော့ပါ။ကျောင်းတွင်လူတိုင်းအောင်တန်တရားမြင်နေကြည့်ပြီးလိုက်လိုက်လဲလဲမဆက်ဆံတတ်တော့တော့။သူကအပြင်လောကမှာကြာလီလူမှုဆက်ဆံရေးညံ့ဖျင်းလေးလေးဖြစ်လာတယ်။လူတို့သည်ခွင့်ရေးသမားကြီးဖြစ်၍ညီသူမမြုံသိမ့်ဟုစိတ်ထဲဆွဲနေမိတယ်။ကြုံသမျှလူတွေကိုလည်းမိစေတယောက်လိုပေါင်းမထက်ပြိုင်ဘက်အဖြစ်သာမြင်လာမိတော့တယ်။ကျောင်းပြီးရဲ့အလုခင်ဝင်းချိန်မှာလဲထိုတန်တရားအစွဲဟာမြဲတထက်မြဲနေသည်သာဖြစ်သည်။ ထိုရာအလုံးတွင်သူငယ်စဉ်ကရိုက်သင်ခံထားသည့်ပဲရန်တင်အမှကြောင့်မဟုတ်ပေဘူးလားသူကိုပြောခဲ့တဲ့ဥယျာဉ်မှူးတို့ရဲ့တလွဲလှုပ်ချက်တွေကြောင့်မဖြစ်နိုင်ဘူးလားသူဇနီးတဲ့သူတို့နောက်မျိုးဆက်အတွက်အလွန်ဖိုးတိုက်တဲ့အရာတစ်ခု digital ဝင်းကျင်အတိုင်းဝိုင်းပေါ်မှာရှာဖွေနိုင်ခဲ့တယ်။ရင်းမှာ online ပေါ်ကအလွဲတကူတင်ယူနိုင်တဲ့ဒါသမီးပြုစု ပြောထောင်ရေးဆိုင်ရာနီးနာကောင်းတွေကိုအချိန်ပေးတက်ရောက်ခြင်းပဲ online သင်တန်းများကလေးမိခင်ဆိုင်ရာ forum များတွင သူမ၏အာတက်သရောပါဝင်ဆင်းနေတဲ့မြောက်ကြားရတဲ့အခါသူသည်ကြည်နိုးခြင်းတဝက်ကျေးဇူးခြင်းတင်ခြင်းတဝက်နဲ့နှစ်သိမ့်နေမိတယ်။သူမသည် digital လေးလာမှုအကျိုးရှိသုံးချပြီးလူဖွဲ့စည်းအတွက်လူတစ်လုံးသူတစ်လုံးအဖြစ်အကျိုးပြုမိမျိုးဆက်တည်တည်ဆောက်ရေးမှာပါဝင်နေခြင်းမဟုတ်ပါလား။မိခင်တယောက်အတွက်ထိုထက်အရေးကြီးသောတာဝန်ထမ်းဆောင်မှုမျိုးမရှိတော့ဟုထင်ပါသည်။ parenting ကောင်းတစ်ခုသည်မျိုးဆက်ကောင်းတစ်ခုကိုပြောထောင်နေခြင်းဟု သူသဘောရသည်။ ရုပ်ဝိတုတမှတ်မှုများလူကျင့်ဝန်ဆိုင်ရာပြဿနာများအလွဲတကူလမ်းလဲသားနိုင်သည့်ကိုကျင့်တရားဆိုင်ရာစိန်ခေါ်ချက်များစတဲ့မြောက်များလာသည့်ခေတ်သစ်လူမှုဘဝပြဿနာများသဘောထားမှန်မှန်ကိုင်းတွဲဖို့အကောင်းဆုံးပြုထောင်တဲ့မျိုးဆက်တစ်ခုလို့ဆိုရမယ်။ထို့မျိုးဆက်အတွက်ရတတ်သမျှအချိန်ဖဲ့ယူပြီး digital လူဖွဲ့စည်းမှဗဟုသုတအရင်းမြစ်နဲ့ဆောက်ယူလက်ဆင့်ကမ်းပေးသည့်အမေတို့ကိုချီးကျူးရပါမယ်။နိုင်ငံတော်ဆိုရကိုစားတိုင်းပြည်နာခတ်ကောင်းကိုသူတို့ပင်ဝင်ပြီး ပြိုးပေးထားသည်မဟုတ်ပါလားသူပြတင်းမှအပြင်ကိုကြည့်လိုက်တဲ့အခါစိမ့်ဖက်နေတဲ့ငွေပဲသီးစဉ်တစ်ခုကိုမြင်မိတယ်အသက်တက်လို့လွန့်တက်နေတဲ့အစိမ့်အောင်ညောင်ရဆန်ဆန်ပဲ့ရများခင်းနုမြန်းနုဆန်ဖူးတံများပဲစဉ်ထက်တွင်မိုးကိုမျောပြီးထောင်တက်နေတဲ့အညာနုနုတို့လှလှပပလူးလုံးလျက်သာတွေ့ရသည်ငွေရများတွင်ပင်ပဲຫນွယ်တော့ဒီစိမ့်နေအောင်ရှင်သန်နေသည် ဤပဲစဉ်ကိုလွန်ခဲ့တဲ့ဆောင်းတရက်ကသူဇနီးနဲ့သူအတူတူပြိုးခဲ့ကြသည် နေပူပူမှာဆင်ကူတိုးခဲ့သည်မြေပြင်မြေညှိရေလောင်းမကြီးမညွန်ပြုတ်လောက်ခဲ့ကြသည် အခုတော့ပဲရွက်တို့ဆင်း၍ဖဲသည့်တွေဖောချင်းတော်ချင်းစားရလိမ့်ပြီအတီးစွတ်တိုင်းအိမ်ကြီးချင်းတို့ကမျှဝင်နိုင်ခဲ့သည်ပြိုးခဲ့သောအကျိုးပေတကားຫນွေຫນွေပဲစဉ်ကမျက်စိခွာလိုက်သည်ပင်သူ့မျက်လုံးထဲမှာအောင်မြင်သည့်ပြိုးတပင်ကိုမြင်အောင်နေမိသည်